တနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်ကို2025ခုနှစ်ဆယ်လပိုင်းအော်တိုဘာလအတွက်ကိုတလစာရေဒီယိုဟောကြားဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဆယ်လပိုင်းဆိုတဲ့ကာလကကျွန်တော်တို့မြန်မာအနေနဲ့ဆိုရင်တရင်ကျွတ်လအဲ့တော့ပျော်ပွဲရှင်ပွဲတွေနဲ့အင်မတန်မှပဲစီးပွားရေးအလောက်ကင်တွေအခွင့်အလမ်းတွေအပွင့်လန်းတဲ့ကာလမျိုးဖြစ်ပါတယ်နော်အပျော်ပွဲရှင်ပွဲတွေအလှူဒန်းတွေနဲ့အင်မတန်မှပဲကောက်ဝဲတင်းတဲ့နေပေါ်ထွန်းပြီးတော့ ဟလာမင်္ဂလာကိစ္စတွေအလှူဒါန်းကိစ္စတွေနဲ့အင်မတန်ပါပဲပျော်ရွှင်စရာကောင်းတဲ့တာယာကျင်းနူးပဲကောင်းတဲ့လာတလာဖြစ်ပါတယ်တရင်ကျွလာဆိုတာเนาะအဲ့တော့ကြာကြမှာပဲမိုးကာလအုံဆုံးပြီးတော့ဒါပွင့်လင်းတဲ့ကာလเนาะစောင်းဦးရာသီကိုရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာတရင်သာသာသမီးတွေအနေနဲ့ကငွေတွေကတစ်ဖက်ကနေရနေမယ်ဝင်နေမယ်အဲ့လိုရသလောက်ဝင်သလောက်လဲ အငွေတွေအဖက်မတင်တာမျိုးငွေတွေပြန်ထွက်နေတာမျိုးတွေကြုံတွေ့ရတယ်ဥပမာပလိုင်းပေါင်းနဲ့အဖားကောက်ဆိုတဲ့လိုမျိုးငွေတွေပြန်ထွက်နေတာမျိုးတွေပြန်ကုန်နေရတာမျိုးတွေကြုံတွေ့ရတယ်အဲ့တော့ရလဲရနေမယ်ထွက်လဲထွက်နေမယ်ဆိုတဲ့နမိတ်အတင်းလာလာသမီးရဒီကာလာမျိုးမှာငွေကြေးကိစ္စတွေမှာအနေငယ်ကြိုက်ခဲလေးတွေကြုံတွေ့တတ်တယ်။အဲ့တော့မိခင်ကျမ်းမာရေးညတ်တယ်ဒီချိန်ကမျိုးမိခင်ကျမ်းမာရေးညတ်တာမျိုးလေးတွေကြုံတွေ့ရတတ်တယ်။အဲ့တော့ကားကိစ္စ ကားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိတ်နှောက်ရဖြစ်ရတဲ့နော်အိမ်မှာရှိတဲ့ခွေးတို့ကြောင်တို့ကြက်တို့ရှိရင်အဲ့ရနေထွက်သွားတဲ့ပါပဲအော်တနေ့တာနဲ့ပစ္စည်းတွေအထွက်ကိန်းနမိတ်ဖြစ်နေပါတယ်ဥပမာအခြေရေးကိစ္စအနေငယ်စိတ်နှောက်ရဖြစ်ရတာမျိုးတွေဖြစ်တတ်တယ်အခြေရေးကိစ္စတွေနောက်မင်္ဂလာကိစ္စတွေမှာလည်းတနေ့တာသာပြည်နေတယ်အနေငယ်အခက်အခဲအဖူးထစ်လေးတွေကြုံတွေ့တတ်ပါတယ်အော်ဒီနေရာမှာဘယ်လိုကိစ္စမျိုးတွေကောင်းတယ်လဲဆိုရင်အဲ့တော့ဘဝမှာ တော့ဝင်မဲ့ပညာရမျိုးတွေအဆင်ပြေမဲ့သင်တန်းကိစ္စတွေအဆင်ပြေပါလိမ့်မယ်နိုင်ငံခြားခရီးကိစ္စတွေအထူးအဆင်ပြေပါလိမ့်မယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေရဝေးခရီးเนาะခရီးတို့ခရီးနီးခရီးဝေးတွေအထူးအဆင်ပြေအောင်မြင်မဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းညီကိုမောင်နှမတွေအကူအညီထောက်ပံ့ကောင်းတွေကိုလည်းရရှိတတ်ပါတယ်အဲ့တော့ဖုန်းတို့မျက်မှန်တို့เนาะတာတာပရင်းတဲ့ပစ္စည်းတွေအစ်စ်ဝင်လာတတ်တယ် အဲဆရာသမားမိတ်ဆွေပေါင်းသင်းကောင်းတွေအကူအညီထောက်ပံ့ကောင်းတွေကိုလည်းရတတ်ပါတယ်။အဲဒီချိန်ကာလမှာနိုင်ငံခြားခရီးကိစ္စတွေတူတူကြကြအဆင်ပြေအောင်မြင်တတ်တယ်နော်။အဲဒီချိန်ကာလမှာဟိုကချမ်းမာရေးနဲ့ပတ်သက်ရင်ခါးနဲ့ပတ်သက်တာတွေခြေောက်နဲ့ပတ်သက်တာတွေနဲငယ်တတိထားဘယူဆိုင်ရမယ့်ကာလမျိုးဖြစ်ပါတယ်။တင်းနာသားသမီးတွေအနေနဲ့အော်တင်းနာသားသမီးတွေဒီချိန်ကာလမှာသူဘာပဲလုပ်လို့သူတခါတည်းမပြီးဘူး။နှစ်ချိန်နှစ်ခါ နှစ်ဆင့်နေပြန်လောက်ရတဲ့တဲ့သူပြင်ခยีကိစ္စတွေပါလေဆိုရင်လေခยีကနှစ်ဆင့်ပေါ်ပေါက်တဲ့တဲ့เนาะအကျမ်းပါကြီးဆိုရင်ခါတို့ခေါင်းတို့ခြေထောက်တို့ပြင်ထားရမယ်မိခင်ကျမ်းပါကြီးညံ့တာမျိုးလေးတွေကြုံတွေ့တဲ့တဲ့တင်းရတဲ့ပတ်သက်တဲ့ပစ္စည်းတွေခွေးကြောင်ကျက်ကားအဲ့လိုမျိုးတွေအထွက်နမိတ်အထွက်ကိန်းကိုပြနေတယ်တင်းရတာသာပြီးတယ်အဲ့တော့ကောင်းတဲ့အချက်တွေကတော့ခยีကိစ္စတွေเนาะတုတ်တန်တဲ့ကိစ္စ အဲ့လိုကိစ္စမျိုးတွေကတော့အထူးထူးခြားခြားအဆင်ပြေအောင်မြင်မဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တနည်းအားသာသမီးတွေနဲ့ဒီချိန်ကာလမျိုးမှာဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအဓိကအဖြစ်ကတော့ငွေတွေကရလဲရမယ်ငွေတွေကပြန်လဲထွက်နေတတ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အကျိုးပေးတဲ့ခဏန်းအနေနဲ့ဆိုရင်6ခဏန်းအကျိုးပေးတယ်တနည်းအားသာသမီးတွေ6ခဏန်းအကျိုးပေးပါတယ်အခုက1တို့5တို့အဲ့လိုခဏန်းနေလဲအကျိုးပေးပါတယ် အကျိုးပေးတဲ့အရာအနေနဲ့ကအပြာရောင်အကျိုးပေးပါတယ်အရေးကြီးကိစ္စတွေသွားစကားပြောတဲ့အခါမှာစောင့်သွားလို့ရတယ်နော်မိမိရင်ဖျားမှာလှူဒန်းပေးရမယ်ပန်းအနေနဲ့ဆိုရင်တပြေပန်း22ညလှူဒန်းပေးလို့ရတယ်တပြေပန်းတစ်စပန်းနော်တစ်သီးနော်အသီးနှံအဲ6မျိုး6စိတ်နော်6လုံးအဲ့လိုမျိုး6ခန်းန်းပြည်အောင်လှူဒန်းခြင်းအပြင်တင်းနာသားသမီးတွေအနေနဲ့ကဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအញ្ញန်းခိုက်တွေပြေပြောက်ပြီးတော့ကံတွေကောင်းတက်တွေပွင့်လာမှာဖြစ်ပါတယ် အဲကျွန်တော်မိတ်ဆွေတနေ့လာသားသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဘေးဘရာတွေဝေးကွာကြပါစေကျမ်းပါချမ်းသာကြပါစေ